ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ဘျူကနေပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ပွဲကြက်လက်တွေမကောင်းတဲ့အချိန်ကာလတော့ပါเนาะဒီရရလက်တွေနိုင်လိုက်တေးတွေကြာလိုက်ရှုံးလိုက်ပြန်ပြန်နိုင်လိုက်အဲ့လိုဖြစ်နေချိန်မှာကျွန်တော်တွေးမိတာရှိတယ်ကျွန်တော်တို့အရင်အဲတန်လက်တက်တုံကားတော့မှပဲကျွန်တော်ဒီအသင်းနဲ့ပတ်သက်ပြီးဘယ်လိုပတ်တန်နေနဲ့သွားနေတယ်ဘာလေးတွေတော့လောက်ချင်နေတယ်ဆိုတာမျိုးပြောခွင့်ရတယ်ပုံမှန်အဖြစ်ကျွန်တော်မကောင်းတဲ့ချက်တွေဟိုဟိုတော့ထုတ်ပြီးပြောတာမျိုးတစ်ချက်ကိုကောင်းတယ်မြင်လာတဲ့အဲတိုးတက်လာတဲ့အရာလေးတွေကိုပဲကျွန်တော်ပြောလေးပြောတာရှိတယ်ဆိုတော့ ဒါပေမဲ့ဖြစ်ချင်တော့အမော်ရီရဲ့လက်ထက်မှာကျွန်တော်အဲ့လိုမျိုးမပြောရသလောက်ပဲဟိုရောက်လာတဲ့ကစားသမားတွေကိုပြောရတာရှိတယ်တခါတလေတစ်ချက်တစ်ချက်ပဲအရင်ပြောရမှာဘာပြောလို့ပြောရမှာမသိဘူးဗျာပြီးတော့နိုင်တဲ့ပွဲတွေဆိုတာလည်းပဲဒီတက်တဲ့အသင်းတွေကိုနိုင်တယ်ဒီဟိုဟာအသင်းကြီးတွေဆိုရင်လည်းပဲဟိုဘက်အသင်းကတယောက်ကရော့သွားရတာမျိုးနဲ့စသဖြင့်ပေါ့နော်ပြီးတော့အသင်းကအဲ့လိုမျိုးဆိုတော့ကျွန်တော် low block ပိတ်ပြီးကစားရတာဆိုတော့ပြောစရာတိတ်များများစားမရှိဘူးဒါပေမဲ့ဒီဆန်လန်ပွဲနိုင်တော့လည်းပဲတိတ်ပြောဖြစ်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါဒါဒါ salary မကောင်းတာနေပြန်ပြီးနိုင်တာ哦ဒါပေမဲ့ဝက်နိုင်တာတော့နည်းနည်းလေးပြောစရာလေးရှိလာတယ်ဒါပေမဲ့ဒါတပွဲချင်းစီပြောစရာခုဒီအာကျွန်တော်ဒီနောက်ဆုံးပွဲ နိုင်တဲ့ breakdown ကိုနိုင်တယ် breakdown ကိုနိုင်တော့ကြတော့ဒါလေးကပြောစရာလေးသူပြောင်းလဲလာတဲ့အရာလေးဒီမြင်လာတဲ့အရာလေးတွေပုံပြီးပြောစရာလေးကောင်းလာနိုင်တဲ့ချိန်ဆိုပြောလို့ကောင်းတာပဲပုံလင်းပြောရအောင်โอเคအဲ့တော့ကျွန်တော်ဒီပွဲမှာပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီပွဲမှာဘာတွေပြောင်းလဲသွားလဲဘယ်လိုဖြစ်သွားလဲဒါပွဲပြီး interview မှာအမော်ရင်ကပြောတယ်သူအသင်း ကဘာဒီပွဲမှာဘာလို့ high press တက်ပြီးလောက်တာလဲပေါ့ဒီဒီအကြောင်းအရပြသက်ပြီးတော့သူပြန်ပြောရချင်းမှာတော့သူတို့မှာ plan ရှိရပေါ့ height မကွမ်းအောင်သူရှိတဲ့အချိန်မှာတော့သူက defending ပို့ကောင်းအောင်လုပ်လို့ရပေါ့ဒါဆိုသူက box ထဲမှာ defending ပို့ကောင်းအောင်လုပ်လို့ရတယ်အဲသူတို့ကပို့ပြီးတော့ low block နဲ့ဆော့ရတယ်ဒါပေမဲ့သူက press လုပ်မယ်ဆိုရင်တော့ delete ကပို့ကောင်းတယ်ပြီးတော့ loose shot ကလည်းအေးမရှိပေမဲ့သူကတက်ပြီးထောက်နိုင်တယ်စသဖြင့်အဲ့လိုပေါ့နော်အဲ့လိုယူယူကပါလာတယ်ပေါ့ဆိုလိုတာတော့အဲ့တော့ဘောလုံးမြန်မြန်ရတယ်ဘောလုံး ဟိုမြန်မြန်ဖြတ်ပြီးတော့ဘိုးအဖြစ်ပြန်ပြီးပြောင်းလဲနိုင်တဲ့ခွင့်ရမျိုးရှိတယ်ဒါမျိုးပထမဆုံးကကောင်းလုံးနိုင်တယ်စသဖြင့်ပေါ့ဒါကတော့အကြမ်းမြင့်နေပြောပြအဲ့တော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းပဲသူအဲ့လိုအစီအစဉ်မျိုးနဲ့တပွဲချင်းတပွဲချင်းညပြောင်းလဲသွားတာမျိုးရှိတယ်ဖိန်မခွိုင်းရကိုဒီသူ low block ဆော့ဖို့စဉ်းစားတဲ့အချိန်ဒါမှဟိုက်ဒီအမြင်ဘောတွေကိုရှင်ဆန်ရဖို့စဉ်းစားတဲ့အချိန်မှာဖိန်မခွိုင်းကအမြဲတမ်းထည့်တယ်ဒါပွဲထဲမှာရောပွဲ အစကတည်းကတော့တခါတလေဘက်ကအရန် press နေပြီကန်နေမောတင်နေပြီဆိုတော့လည်းဟေမခွန်းရောက်ထည့်ပြီသူ၃လေ၃တာရှိဘာလို့ဆိုတော့အသင်းမှာ area ကောင်းဆုံးဟေမခွန်းဖြစ်နေတာပေါ့အဲအဲ့တော့ liverpool နဲ့ပွဲမှာသူအဲ့ဒါကိုအသုံးချသွားတယ်ပြီးတော့ goal ပါရသွားတယ်ဟေမခွန်းရကြောင့်ဆိုတော့အဲအဲ့လိုပဲ breadfoot နဲ့ပွဲမှာလည်းသူအဲ့လိုသုံးငယ်သေးတယ်ဒါပေမဲ့ဖြစ်ချင်တော့ကျတော့ဟိုဘက်က long ball တော့ဆော့တယ်ဒါပေမဲ့ long ball ကဒီဒီ defend line ရဲ့နောက်ကိုသွားတဲ့ long ball ကောင်တာ press ကရတဲ့ long ball ဖြစ်နေတယ်နောက်ကမမီခဲ့မဲ့ကျွန်တော် goal ကြီးပေးခဲ့ရတယ်အပွဲကတော့တော့ဆိုးတယ် ဆိုတော့ဒီလိုဘလောနဲ့ပွဲတာကျွန်တော် low block ဆော့တဲ့ drop ကိုဒီမကွဲကပါတယ်အဆင်ပြေတယ်ကျွန်တော် low low block မှာ liverpool က cross တွေကိုကောင်းကောင်းတားစီနိုင်တယ် liverpool ကဒီတောင်းကောင်းတားစီနိုင်တယ်ကျွန်တော်ဒီနောက်ဒီ brighton နဲ့ပွဲမှာတော့အဲ့ဒီမကွဲကဒန်နဲ့ရထားလို့ခဏအနာပေးထားတယ်ဆိုတော့ yoyo နဲ့ပြန်ထွက်ပွဲထွက်လာဒီပွဲမှာကျွန်တော် aggressive pressing ကစားတယ်အဲ့တော့ blue aggressive pressing ကစားတယ်ဒီအကြောင်းအရာတွေတော့နည်းနည်းတော့ပြောပြဖို့ရှိရပေါ့ကျွန်တော်တို့အများစုကပြောနေတယ်ငါတို့တင်3 back ကစားတယ်5 back ကစားတယ်4 442 shape နဲ့ defending ကစားရဲ541ဒါကတော့တစ်ဖက်အသင်းရဲ့ပုံစံကိုကြည့်ပြီးကျွန်တော်ပြောင်းလဲသွားတာအဲဒါနဲ့ကျွန်တော်ပတ်သက်ကျွန်တော်ပြောခင်မှာပြောသက်ရှိတာတော့အသင်းနေရလဲတခြားအသင်းနေလဲဒီလို game by game တက်တက်တက်ချသွားတာပဲဒါအမော်နေလည်းအခု game by game ပြောင်းလဲသွားတာပေါ့နော်ဒီဟိုဆို brighton ဆိုဘယ်လိုကစားမလဲ liverpool ဆိုဘယ်လိုကစားမလဲစသဖြင့် sunderland ဆို program ဘယ်ငါငါတို့ဘယ်လိုကစားကြမလဲစသဖြင့်အမျိုးမျိုးပြောင်းလဲသွားဒီ brighton နဲ့ပွဲလို့တဲ့သူကသီးသန့်သဘောမျိုးတက်တက်နဲ့အသွားနေတယ် မူရင်းတော့ရှိတယ်ဗျာဒါကနေပြီးတော့ဒီပွဲနဲ့ပတ်သက်တဲ့ instruction တော့တော်တော်သွားတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးပြောပြောရမယ်ဟိုတပွဲချင်းတပွဲချင်းပြီးပြီးတော့အဲ့လိုမျိုးစော့နေရမျိုးဆိုလိုတာမျိုးတခြားတဲ့နေရာလို့ပါပဲဒါလေးကိုကျွန်တော်ရှင်းအောင်ပြောတာ Okay ဒီဘက်မှာကြည့်မယ်ဆိုရင်ကျွန်တော်541ကစားတယ်442ကစားတယ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့ဒီပုံကြည့်မယ်ဆိုရင်အမြဲတမ်းသူတို့နဲ့တွေ့တဲ့အတင်း4ဟိုဘက်က433ပဲဖြစ်ဒါစီဘလိုပဲဖြစ်ဖြစ်ဝင်ငါ2ယောက်ကဒီအာဟိုဘက်အတင်းရဲ့ attacking ဝင်ငါ2ယောက်ကကိုရီးယားဝင်ဘက်ကိုတိုက်ရိုက် ဓာတ်ရိုက်တွေ့တာမျိုးရှိတယ်။အဲ့လိုဆိုတော့ပင်လောက်ခံထားတယ်။ဒီမှာဆိုအမတ်တရားလို့ကမကင်ကက်ခံထားသလိုဖြစ်တယ်။ဟိုဘက်မှာ dialogue ကထွက်လို့မရဘူး။အဲဒီလိုမရှိရောပေါ့နော်။ဒီဒီပွဲမှာဒီ center forward ၂ယောက်ကိုကျွန်တော်တို့ရဲ့ CB ၂ယောက်ကအဓိကအဖြစ်ကတ်ရတယ်။ဒီ Lucion နဲ့ Delic က Delic ကဝဲဘက်ကိုမကင်လို့ပြောလို့ရတယ်။ Lucion က Jovan Jovan နေနဲ့တွေ့တယ်။သူ့ကိုသူ့ကိုမကင်ပေါ့နော်။မကင်သဘောမျိုးကတ်ထားတာမျိုးရှိတယ်။ဒါကတော့ဒါဟိုဘက်နောက်တန်းဘောလုံးရလာတယ်။ ုံစံမျိုးပေါ့နော်အဲ့တော့ဒီဟိုဘက်နောက်တဲ့ number 5သူဘောလုံးရတဲ့အချိန်နဲ့ကျွန်တော်နာမည်ပြောတော့ number 5ပဲပြောတော့မယ် number 5ဘောလုံးရနေတဲ့အချိန်နေမှာဆိုရင်ဒီအန်ဘူးဘူကတက်ပြီးထောက်ရတယ်တယောက်ကလုံနေအောင်တယောက်ထောက်တဲ့အချိန်မှာဒီဘက်က left back ကအမြဲတမ်းလွတ်သွားတယ်ဒီဒီနေရာမှာတော့ဒါ believer ဆင်းပြီးယူတော့ believer ရဲ့ marking အဲဒီမှာ customer ကမလမ်းမကမ်းမှာရှိတယ်ဒါပေမဲ့သူသူ့ရဲ့ lane ကိုအန်ဘူးဘူကပိတ်လိုက်ပြီဆိုတော့ လီဘာကိုပေးလို့မရအောင်သူပေးလို့ရတာဒီအလဲကဒီလူရှော့ရဲ့ market ကိုပေးလို့ရမှာဟိုဘက်မှာ full back ကို market လောက်ထားတာကျွန်တော်ပြထားတယ်ဒီဘက်မှာအမက်ဒီယာလိုကဒီ left back ကို market လောက်ထားတယ်မပါဘူး screen ထဲမှာဒီမှာကြည့်မယ်ဆိုရင်ရိုး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 နေနဲ့သူ မသေးမကွဲဖြစ်နေဒီ left back ကိုကတ်ရမှာလားသူနောက်မှာ speedy တကယ်မြန်တဲ့အဲ mentor ရှိတယ် mentor ကိုပဲကတ်ရမှာလားသူနည်းနည်းမသေးမကွဲဖြစ်နေရမျိုးမြင်ရတယ်ကျွန်တော်နောက်ထပ်လက်ဆက်မြင်ရတယ်ပဲအဲ့တော့ပိတ်ထားတယ် အဲ့အဲ့လည်းဟိုဘက်ကကန်တင်မောကန်လိုက်တယ်မင်တာရှိသွားတယ်အမမြန်တဲ့အမက်ဒီကလိုကောင်းကောင်းကြီးတာစီနိုင်လိုက်တယ်ဘိုးသမားရှိတော့သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး hybrid ကစားမယ်ဆိုလို့ဘိုးသမားအမြဲအလက်ဖြစ်နေပဲချင်းမတက်ဘူးသူဒီချိန်မှာဆိုသူအီရာထဲမှာအမြန်ဆန်ကောက်ပြီးတော့ဘောလုံးကောက်လိုက်နိုင်တယ်ဒါလေးကတော့သူရဲ့ swimming skill ပေါ့နော်ဒါလေးကိုကျွန်တော်ထည့်ပြသွားတာဖြစ်တယ် okay အဲ့တော့နောက်ထပ်လက်စကြည့်မယ်ဆိုဒီမှာဆိုလည်းသူ marketing အဲဒီ win နှစ်ကောင်က ဟိုလောက်ခံထားရတယ်ပင်ထောက်ခံထားရတယ်ပေါ့သူတို့ market cap ခံထားရတယ်ကျွန်တော်ဆိုလိုတဲ့သဘောတရားကဗျာဒီလို5ဘက်ဖြစ်သွားခြင်းအကြောင်းရင်း4ဘက်ဖြစ်သွားခြင်းအကြောင်းရင်းတစ်ဖက်သင်းရဲ့ကစားပုံရောက်အများကြီးပါတယ်သူကဒီမှာဟိုကောင်နှကောင်ကသူတို့နှစ်ယောက်ကိုရှစ်တက်လာလို့မရအောင်နောက်ကပင်ထားရတဲ့သူတို့နှစ်ယောက်ကနောက်ကို lag ကပ်နေရတယ် lag ကပ်နေရတဲ့အချိန်မှာဒီမှာတခုအရေးကြီးတာဒီအထက်က CB သူတို့နဲ့အနီးဆုံး CB တွေနဲ့သူတို့နဲ့တာဝန်တွေခွဲယူဖို့က ပုံပြီးအရေးကြီးတယ်။ MBO ကတော့ရှိရဒီက CB ကိုတက်ထောက်အောင်ပါပဲ။ဒါ442 shape ဖြစ်သွားမှာပေါ့နော်။ CB တက်ထောက်တက်ထောက်တဲ့အချိန်မှာဒီလွတ်လာတဲ့ level ကိုအောက်က level ကိုထောက်ဖို့ဆိုရင် AMAC တရားလိုရတောင်းဖြစ်သွားပြီ။ဒါပေမဲ့ဒီအချိန်တန်းမှာဆိုရိုးရိုးကမလုပ်ရအောင်လေ။ရိုးရိုးက mentor ကို sync ကဲ့အောင်အနေနဲ့ဖြစ်သွားပြီ။ဒါပေမဲ့အဲ့တော့ mentor ကဟိုဟာ white area မှာနေရာယူထားတာဆိုတော့ ယိုယိုနေနဲ့ out of position နေနဲ့တွားပြီးတော့နေရာကတ်ရမှာဖြစ်တာဒါကတော့အချင်းချင်းနားလည်မှုရှိနေလို့လေဒီမှာဆိုရင်အမက်တီကလို့သူလက်ညှိုးထိုးနေစေမင်းမင်းတာကိုကတ်လိုက်တော့ငါဒီဘက်က level ကိုပြေးကတ်မယ်ဆိုတော့အချင်းချင်းတိုင်မယ်ပေါ့နော်အဲ့တိုင်မယ်အရေးကြီးတယ်အဲ့တိုင်မယ်သာမရှိရင်တော့ပောက်သွားမယ်အကြောင်းအရာလေးပေါ့ဒီလိုမျိုး aggressive pressing လုပ်မယ်အဲ့ဟိုပါပေါ့ CBD aggressive တက်ခိုင်းမယ်ဆိုရင်အဲ့ဒီမှာဒါကလည်း number 5ကနေရာရတယ်ဘောလုံးရထားတယ်ဒီမှာအမ်ဘူးပိုကဒီ ဘယ်ဘက်ချောင်းသူဖွင့်ပေးတာသူအလဲဘက်သူပိတ်ထားရပေါ့နော်။ဘာကြောင့်လဲဆိုတော့ဘယ်ဘက်ကိုဒီအမက်ဒီလိုသွားနေပြီဆိုတော့သူမြင်တယ်။ဒီမှာ customer အနေနဲ့ဒီဘက်က rarity ဖြစ်မယ်။ rarity ကိုကတ်ထားတယ်။ marketing တိုက်မှာဟောပါဘောနော် man to man marketing ကျွန်တော်တို့က man to man pricing ကစားတယ်။ဒီအလဲမှာဆိုရင်ဒီမှာ Sasco ကလမ်းကြောင်းပိတ်ထားတယ်။ဟိုဘက်မှာဆိုရင်ကိုညာအစင်းစင်းရှိနေပြီ right back ကိုကတ်ဖို့ right back ကနောက်ကိုပြန်ဆင်းလာချင်ပါဘောနော်။ကိုသမားကလွတ်တယ်။သူပေးပေးစရာရှိကိုသမားကိုပေးပြီးကန်တင်တယ်မတင်တော့ဒီ color belly ပါကိုပေးရမယ်။ တခုရှိတာကာလိုဂါလီပဲအဲ့အချိန်မှာနောက်ကိုတစ်ချက်တစ်ချက်စစ်လိုက်တယ်သူစကန်နီလုံနေအချိန်မှာဘောလုံးကထွက်လာတယ်ဆိုသူက ready မဖြစ်ဘူးအဲ့တော့ကတ်စမဲရိုဝင်လူတယ်ကတ်စမဲဝင်လူပြီးဘောလုံးကပြတ်သွားပြီး blue final test ကြီးရောက်တယ်အဲ blue final ကနေပြီးတော့အဲ့မဟုတ် sorry အဲ့ blue final like catch ကျွန်တော်လူမှားသွား blue final က like catch တော့ပြန်ချလာတဲ့အခါကတ်စမဲရိုကဘယ်နဲ့လှန်ထိုးပေးလိုက်တယ်အဲအန်ဘူးကိုရှိရောက်တယ်ဒါဒီလိုမျိုး counter pressing နဲ့ပဲတခါတည်းဘောလုံးကိုသွားဖို့စဉ်းစားတာအဲ့တော့အန်ဘူးကိုဘောလုံးရတယ်အန်ဘူးကိုဘောလုံးရတဲ့အချိန်မှာ ကျွန်တော်ဒီအရင်ကိုညာဘာလုပ်နေလဲဆိုတဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ဘူးလေကိုညာကဒီလိုမျိုးဒီ intelligent run တဲ့ဒီလိုမျိုး analog run နေအရင်ကောင်းတယ်ဒီမှာဆိုသူဒီ line ကြောင့်ပြီးရမယ်သိအဲ့ဒါက brain level နဲ့ကွာတယ်ဗျာဘလုံး line ကြောင့်တော့ပြတာပြီးပြီးထွက်ပြတယ်ပြီးထွက်ပြတယ်ဟိုကဘလုံးပြီးလို့မရတယ်ပြီးထွက်ပြတယ်အလကားပဲအပိုးပဲအကုန်လာလို့ရှိရဒီလိုမျိုးဒီလိုမျိုးပြသူပြေးလိုက်တဲ့အတွက်ကိုဟိုမှာစနစနပ်တက်ကလည်းပါသွားတယ်အဲ့ဒါဆက်စကိုလည်းနေရာလွတ်ရတယ်ဒီအပြင်ကိုကိုညာပြေးထွက်ချင်းအကြောင်းလည်းပဲအဲ ကိုညာပြည့်တဲ့လမ်းကြောင်းရတယ်တကယ်ဘလုံးလည်းပြေးလို့ရတယ်ဒီအတွက်ကြောင့်ဒီ site ဘက်ကလည်းအထွေဝင်သွားတယ်အမက်ဒီယာလိုတနေရာလိုရသွားတယ်အဲ့ဒီဒီ intelligent ရမှာဒီညာကောင်းတဲ့အပြည့်တစ်ချက်ကအရာအလုံးကိုဒီ space ရသွားစေတယ်ဗျာအဲ့တော့ပြေးလိုက်တယ်ဟုတ်တယ်သူ့ရဲ့ control out သွားတယ်သူသူတစ်ချက်ဆွဲလွန်သွားတယ်ကန်တာပြေးရောက်သွားတယ်ဒါပေမဲ့လုဆောင်ချက်လေးရဒါပဲဘယ်လိုပြောမလဲဟိုစိတ်ကူးလေးကောင်းတယ်ဆိုတော့ပြောကျွန်တော်ဘလုံးကန်အပြည့်မှာကန်လိုက်လို့ပဲ အာကောင်းတယ်ဒါပြီးမက်ဆေ့ကူးလေးကောင်းတယ်အဲလောက်တော့အဆင်ပြေဘူးဒါတော့ဒါကတော့ဘလုံးကန်တာအလွဲမှရှိသွားတာပဲဒါပေမဲ့ဆေ့ကူးလေးကောင်းတယ်ပေါ့နော်ကျွန်တော်အဲ့လိုမြင်တယ်ဒီတစ်ခေါက်ဆိုလည်းပဲဒီလိုပဲအဲသူဘလုံးဒီကတော့ Brighton Payback from Back ကစားဖို့ကြိုးစားတယ်ဒီမှာနောက်တန်းဘလုံးရထားတယ်စီဘလုံးရထားတယ်ဒီမှာ Ahmed Diallo ကဒီ wing back ကိုကတ်ထားတယ် left back ပေါ့နော် level ကိုကတ်ထားတယ်အန်ဘူးဘူကအလေကိုပေးလို့မရအောင်လမ်းကြောင်းပေးလိုက်ပြီ presence ဆိုတာပြတချို့ကရှိတယ်အော်ခေါင်းကဘူးရှူလို့လိုက်မဟုတ်ဘူး လမ်းကြောင်းကိုပိတ်နိုင်မှာအမ်အမ်ဘူးကဒါလေးတော့ဟိုချီးကျူးစရာရှိတယ်။ तू ကပေးမဲ့လမ်းကြောင်းကိုပိတ်ပြီးတော့မှ present လောက်တာတော်တော်ကြီး तू သူ့လိုလိုသိတယ်ပေါ့ဒီမှာတခြား player တွေလည်းဒီဘက်မှာတော့တွေ့တက်လာပါတယ်။အဲ့တော့ပေးပဲပေးဖို့ဆိုရင် तू ဒီဒီကဒါက delete တက်လာတာတွေ့ရဘာလို့လဲဆိုတော့ web back ကစင်းပြီးဘောလုံးယူတာမလို့ web back က marking and delete ဒီနောက်မှာလူရှော့ကိုမြင်ရတယ်လူရှော့ကလည်းစင်းလာတယ်ဆိုတာဒီကောင်ကဟိုနံပါတ်အများဟိုက Giovanni ဟုတ်တယ်ဟုတ်တယ်နဲ့တူတယ်သူ့ကို သူ့ marketing gap ဖို့အတွက် lose short လေးလိုက်တာဒါပေမဲ့ wait တော့ဝေးသေးတယ်ဘောနော်ဂျာထဲမှာလည်း blue fundamentals လည်းရှိနေတာ哦အဲ့ဒါ customer နဲ့ customer လည်းရှိနေသေးတာဟိုဘက်မှာဆိုရင် color belly ပဲ color belly ပါရဲ့ land ကြောင့် blue fundamentals ကပိတ်ထားတယ်အဲ့လိုပါ marketing ဒါကတော့ management marketing ပြထားတာအဲ့တော့သူ့အတွက်ဘာမှလုပ်စရာမရှိဘူးအဲ့တော့ရှီကိုပေးလိုက်ရတယ်ရှီကိုပေးရိုရိုရဲ့ marketing mentor ရှီရောက်သွားတယ်ဒါ mentor ကိုရိုရိုအဲ mentor ကိုရိုရိုကတောင်းယူလိုက်ပြီပေါ့နော်အဲ့တော့ left back ကို အမေဒီယာလောတောင်းလိုက်တယ်သူလူ man to man pressing ကိုအချင်းချင်းနားလည်မှုလဲလောက်ရတယ်တခါတလေမှာအာမက်တက်တဲ့အချိန်မှာယိုယိုကမင်တာကိုထိမ့်မယ်မင်တာရှိနေတဲ့မင်တာတကယ်လို့ယိုယိုနောက်မှာရှိနေတဲ့အချိန်မှာမင်တာကိုဒီအာမက်ဒီယာလောထိမ့်ရမယ်ဒီလိုမျိုးကျွန်တော်ပြချင်တာဒီလိုမျိုးတယောက်တယောက်နားလည်မှုလဲပြောင်းလဲပြီးထိမ့်ရမှာပေါ့အဲ့တော့အာမက်ဒီယာလောနဲ့တွဲဖက်ကစားမှာယိုယိုရဲ့အန်ဘူးကိုနှစ်ယောက်ရှိယိုယိုဘာလုံးနေလဲသိရမယ်အန်ဘူးကိုဘာလုံးနေလဲသိရမယ်အဲ့တော့ကတကောင်ဘိန်းလဲပဲမမြင်မှရမယ်ဒါပေမဲ့ကျွန်တော်ကအာမက်ကိုတခြားနေရာတော့မဟုတ်ဘူးဒီကောင် အဲ့လိုညံတော့ကောင်းတယ်လို့ကျွန်တော်ကယူဆတယ်။ခြေစမ်းတော့ဒါကျွန်တော်အဲ့လောက်ကြီးဒါကျွန်တော်ရဲ့ favorite ဒါမဟုတ်မဟုတ်တာပေါ့နော်။ကျွန်တော်သူ့ရဲ့ညံစမ်းအောင်တော့သွားကြအဲ့တော့ဘာလို့လဲဆိုတော့ဖြတ်ပြောရရင်တော့ group finance capacity ကိုလက်ခံနိုင်တာသူပဲရှိတယ်။ဒါသူ့ရဲ့ညံမီလို့အဲ့လိုကျွန်တော်ကယူဆတာပေါ့နော်။ Okay အဲ့တော့ ਨੇ ဒီတလုံးမှာတော့ဒါကတော့ပေါက်သွား။ဘာလို့လဲဆိုတော့ तू အမက်ဒီယာလိုအခုနကကျွန်တော်ပြောရတဲ့အားလဲချက်ပေါ့နော်။အမက်ဒီယာလိုကဒီဒီဘက်က level ကိုကတ်တယ်။ level ကိုကတ်တဲ့အချိန်မှာဒီမှာအလဲမှာဒါကတော့ဒါကအော်ဂျိုဗန်နီဂျိုဗန်နီ ကျွန်တော်ဂျိုဗန်နီနဲ့တွေ့တယ်ကျွန်တော်နာမည်အဲ့လိုပဲပြောနေတယ်နာမည်မိမိသွားတယ်ဒါပေမဲ့နံပါတ်10ပဲနံပါတ်10ပြောတော့နံပါတ်10ကဒီမှာလေးရရဲ့ကြည့်သူ့ရဲ့မာကန်လူရှော်လူရှော်ကအရင်ဝေးနေတော့ဒီချိန်မှာမလိုက်နိုင်ခဲ့ဘူးအဲ့နောက်ဘက်မှာသူလိုက်တာဟိုသူအဲ့နေရာကိုတက်ပြီးထောက်တော့သတိထားမိလေဒီမှာတော့သူသူ့ရဲ့စုံလည်းမဟုတ်ဘူးလေသူသူမလိုက်မိဘူးမလိုက်မိတော့ဒီမှာ open ဖြစ်သွားတယ်ဒီဒါ pocket area မှာ open ဖြစ်သွားတယ် open ဖြစ်သွားတော့သူဘောလုံးရတယ်ဘောလုံးရတဲ့အချိန်မှာဒီဘက်ကအာဒီဘက်ကဒီ အော်ဒီရှေ့ရတာကမင်တာနဲ့တူတယ်မင်တာကိုယူယူမှာကက်ထားတယ်အဲ့တော့သူဘလူးဆွတ်ဆွတ်ထွက်သွားတာဆွတ်ထွက်သွားတော့ဒီကက်စမေရိုကသူစပီရမမှီဘူးဒီကောင်လေးရမြန်တယ်တန်တယ်ပေါ့နော်အဲ့တော့ white area ကိုဆွတ်ထွက်သွားတယ်အမတ်ဒီယာလိုကြံခဲ့ပြီဒီမှာမင်တာကအထဲဝင်ပြေးတဲ့အတွက်ကြောင့်ယူယူကလည်းအထဲကိုပါသွားတယ်အဲ့မှာဒလစ်နဲ့ယူယူကသူ့ကို marking ကဖို့ဖြစ်လာတယ်ဆိုတော့ဒီမှာ speed ရသွားရှိမှာဒါ အဲ့ဒီ space ကနေဖြစ်နေမောပေးတယ် web back ကန်လည်း blue file နဲ့နောက်ကထောက်လိုက်လို့ cancel လွဲသွားတယ်ဒါပေမဲ့ဒါကဒီလိုမျိုးတောင်တော့ timing လွဲသွားတဲ့အချိန်မျိုးမှာဖြစ်သွားတဲ့ space ပေါ့နော်ဒါက loose shot အနေနဲ့လည်း तू သူ့ရဲ့အစုံမို့တော့ तू tag blue ကိုခတ်တယ်အဲ့တော့ man to man present တွေအဲ့လိုမျိုးလူနေရာရွှေ့ပြီးတော့နေရာလွတ်ရအောင်သူဖန်တီးလိုက်တဲ့သဘောပါအဲ့တော့ဒီဟာကတော့ကျွန်တော်ဒါကတော့ present မဟုတ်ဘူးဒါကိုရီးယား composition မှာ ကစမဲရူဘရူနိုဖန်ဒတ်ဥကအဲဒီအဲကွန်ညာတို့ရဲ့ဂျားတဲ့ကနားလည်မှုလေးနဲ့ intelligent သူတို့အញ្ញယူကျွန်တော်ပြချင်တာဖြစ်တဲ့ကစမဲရူဘောလုံးကင်ထားတဲ့မိနစ်ကိုကြည့်လိုက်ပါ55မိနစ်နဲ့41စက္ကန့်ဘောလုံးကင်ထားတယ်သူတို့ marking ကတ်နေတယ်ဒီတိုင်ကိုလည်းကြည့်ပြီးတော့တိုင်းတိုင်းတွေ့လိုက်ပဲကတ်ထားတယ် okay နောက်တစ်ပုံကိုကျွန်တော်ဆက်ကြည့်လိုက်မယ်55မိနစ်နဲ့45စက္ကန့်ဂျားတဲ့မှာ၄စက္ကန့်ဘောလုံးကင်ထားတယ်ကစမဲရူအဲ့ချိန်မှာစာရီဘောလုံးပေးဖို့စဉ်းစားလိုက်ပြီဆက်တဲ့အချိန်မှာ ဘူနာအကွာဝင်းနဲ့ပြန်ပြီးတိုင်းကြည့်မယ်ဆိုရင်ဘရူနိုဖိုင်နန်းနဲ့ကိုညာကလွတ်သွားတယ်အဲ့ဒီဗီဒီယိုကြည့်ရင်ပိုပြီးသိတာဒါကျွန်တော်ကော်ပြီးတော့ကျွန်တော်ဗီဒီယိုထည့်မှာသူတို့ဖြည်းဖြည်းနဲ့နောက်ကိုနောက်ကိုတစ်ခိုင်းတစ်ခိုင်းနောက်ကိုတော့ဆုတ်သွားဆုတ်သွားပြီးတော့သူ speed ကိုယူလိုက်တာဒီလောက် speed ကျယ်သွားပြီအဲနောက်မှကြည့်လိုက်နောက်မှကစနေဘက်ကလည်းသူနဲ့ဝေးဆိုစနေဘက်နှစ်အောင်လောက်သူနဲ့ဝေးနေတယ်ဝေးနေသူတို့မှနေရာအလိုအကျယ်ကြီးပဲဒီကရှေ့တန်းလည်းသူရှိပါမလားဘူးဒီဘရူနိုဖိုင်နန်းနဲ့ကိုညာနေရာလေးနေရာအလိုမှအလိုကြီးအလိုကြီးဆိုတော့ဒီလိုနေရာမျိုးမှာဒီလိုကောင်းလေးကို speed သွားပြီးရင်တော့ဒါ ြဿနာရှိနိုင်တယ်လေအဲ့လို space ရအောင်လဲ space ဆိုတော့ဖန်တီးယူရတာဗျာ space ရတယ်ဒီ thing နဲ့ space မရအောင်ဒီ thing နဲ့ space ရ space ဆိုတော့ဖန်တီးယူရအဲ့လိုဒီလိုမျိုး space ရအောင်ဆိုတော့နောက်ကိုပြပြင်းစုပ်သွားတယ် customer တို့ဘလုံးကင်ပြီးစောင့်တယ် okay ရပြီဆိုတော့ထိုးပစ်လိုက်တယ်ထိုးပစ်လိုက်တော့အမကွန်ညာရတယ်ကွန်ညာရတယ်ကွန်ညာလောက်အောင်ဒီလို space မှာ1 by 1ရင်ဆိုင်ဖို့ကခက်တယ်အဲ့တော့ကိုညာ CPU အသားလေးကြော်ဖြတ်ပြီးတော့ကန်ထည့်လိုက်တယ်။တချို့ကလည်းဒါကတချို့ကလည်းပြောကြတယ်ဒါက Cisco ပေးတယ်ဗောဒါကျွန်တော်အမြင်တော့ Cisco ပေးမယ်ဆိုလူကြုံမောပြဿနာပိုင်းရှိတယ်။အဲပေးလို့လည်းရတော့ရတယ်။ဒါပေမဲ့ password ကတော်တော်ကောင်းအောင်မနီးရဗျ password က password ဆိုတာဗျဘုံတော့အချိန်သွားတာကောင်းအောင်မအဲ့တော့ကန်လိုက်လို့ပြဿနာမရှိဘူးဒီလိုနေရာမျိုးမှာဒီလို professional ရကန်ပါပဲကန်တော့ကိုယ်စမပုတ်သွားတယ်ဒါပေမဲ့ဒီလိုမျိုးလှုပ်ဆောင်မှုသူတို့တို့၃ယောက်ကလှုပ်ဆောင်မှုညံ့ညံ့ဆိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့အဲ့မှာညံ့ဆိုကောင်းတဲ့ player တွေရောက်လာဖို့လိုတယ်ဗျကျွန်တော်နောက်ထပ်လဲပေါ့နော်အဲ့တော့ဒီမှာဆို ambubo ရဲ့ present ကြည့်မယ် ambubo ရဲ့ present ကဒီ ဒီဘက်လင်းကိုပိတ်ထားပြီးဒီနမငါ့ကိုပိတ်ထားပြီးတော့ပြန်ဆင်လောက်တယ်ဟိုဘက်မှာလည်းပဲရှိတယ်ဆိုတော့သူပေးเสียရသလိုဟိုဘက်အစွန်ကကောင်လူတောင်းကိုဖြတ်ပြလိုက်တော့တောင်းမှာပေးเสียရရသွားတယ်ပေးเสียရတော့သူဆက်ပေးတယ်ဆက်ပေးတော့ဒီဒါလောက်ရဲ့ marketing ရှိရောက်တယ်ဒါလောက်ရဲ့ marketing ချက်ချင်းထက်ကန်တယ်ခန့်တော့ဒီကလူရှော့ရဲ့ marketing ရှိရောက်တယ်နံပါတ်10ရောက်တယ်ဒါမှလူရှော့ကအမြန်တက်ထောက်လိုက်တဲ့အတွက်ကြောင့်ဘောလုံးပြတ်သွားပြီးကျွန်တော်တို့ counter ပြန်ရသွားတယ်ဒီလိုပဲ man to man present မှာတတိမလွတ်ဖက်နဲ့တောင်းတော့ timing ကြိုက်ကြိုက်တာ တားနိုင်တယ်ဒီလိုမျိုးကအလုပ်လုပ်လို့ရတယ်ဗောနော်ဒီလိုမျိုးဆက်ပြီးတော့တရတော့နားလည်းမှုရှိနေဖို့တော့လိုတယ်ဒါပေမဲ့ဒီကစားသမားတွေကဥပမာရှေ့တန်းဆိုရင်ကျွန်တော်အခုမှချင်းဆိုင်အတူတူကစားရတာဆိုတော့နားလည်းမှုလေးတွေကလိုအပ်ချက်လေးရှိတယ်အရင်ကဗောနော်အခုတော့ဒါလေးတွေကပြည့်ပြည့်နဲ့နားလည်းမှုလေးတွေမြင်လာပြီလို့ကျွန်တော်တော့ထင်တယ်တိုးတက်လာတာဗောနော်ဘလုံးရတော့သူပေးတဲ့အပေါက်ကအဲ့တဲ့အဲ့အရာရီနဲ့အရာရီကဘလုံးပေးဖို့အပေါက်ကဒီနံပါတ်5ကိုပဲရှိရောနံပါတ်5မှာပဲစပီကလွတ်တယ်စပီကလွတ်နေဆိုတော့ဒီအမှုဘူကအဲ့နေရာချောင်းနေတာ စပီတော့ပေးထားတယ်ပေါ့ပေးလိုက်တယ်အအမူကိုဖျက်လို့တယ်ဒါကပနလီဖြစ်တဲ့ချက်ချက်လားဒါပေမဲ့ဒိုင်ကတော့မျက်မျက်ကွယ်ပြုတ်ခဲ့တယ်အဲကျွန်တော်ပြောချင်တာကခုနကပြောတယ်အမူကလမ်းကြောင်းနဲ့ပိတ်တဲ့နေရာမှာ तू तू စဉ်းစားတတ်တယ် तू ဘယ်ကိုပြစ်ပြရမလဲဆိုတော့ तू ဘောပေါက်တယ်ဗျာအဲကျွန်တော်ထင်ထားတဲ့ကိုဒီကောင်ကညံညံသေးရကျွန်တော်ဘောကြအဲအဲ့လိုပေါ့နော်အဲဒါကတော့ဒီပုံကတော့ဒါကတော့ကျွန်တော်ဘေးတက်ကအဲကျွန်တော် အရန်သဘောကြရတယ်ကက်စမဲရိုးရဲ့ဘတ်ပါပဲခုနကလည်းနှစ်ယောက်ကြားတဲ့ပေးသွားတာကျွန်တော်ပြောခဲ့ပြီးဒီဟာမှလည်းကက်စမဲရိုးကဒီနှစ်ယောက်ကြားတဲ့အနေနဲ့ဘောလုံးလေးအသားလေးနှိမ့်ပေးတာဘလောက်တောင်ကောင်းတယ်လဲအဲတခါကျယူရှင်းရှင်းနဲ့ပဲနှစ်ယောက်ကြားထိနှိမ့်ပေးတာကိုညာတို့ကစပိကြေးကြီးပဲရှိမှာကိုညာလိုကောင်အဲ့လိုစပိပေးရင်တော့ကန်ခမ်းမှာပဲဂိုးတာမဂိုးတာတော့ဒါတိကျခြင်းမရှိမရှိနေဒါပေမဲ့ဂိုးတင်မှာရယ်ပရော်ဖက်ရှင်နယ်တွေဒီလိုနေရာကန်ရတာပဲအေးရထိတ်ကောင်မှာပရက်ရှာမရှိပဲကန်ရဂိုးတင်မှာဂိုးလည်းဂိုးသွားတယ်ကောင်းတယ်အဲလိုကောင်အဲဒီကတော့ဘောင်းဘတ်ပေးတာသူဘောလုံး အကူသမဘောလုံးရနေရကျွန်တော် present lane နေတက်တယ် present lane နေတက်တော့သူ bounce back အနေနဲ့ဘယ်ဘက်ကိုပြန်ပြီးချိုးပေးတယ်ချိုးပေးပြီးတော့ဘယ်ဘက်ကဒီဟိုဟာကနောက်တန်းကစားသမားပေါ့နော်ဒီကျွန်တော် go back ကကျင်းမြင်တာနောက်တန်းကစားသမားသူဘောလုံးပေးဖို့နံပါတ်6တဲ့ဘောလုံးပေးဖို့လမ်းကြောင်းကဒီရှေ့မှာဟိုဟာအဲ့ဒါကနံပါတ်10နဲ့တွေ့နံပါတ်10အတွက်ပါရှိအမှလူရှော့ကမာဂင်တိုက်မာဂင်ကတ်ထားတယ်လူရှော့ လူရှော့တိုက်မှန်တခါသူပေးလိုက်တယ်အမှလူရှော့ကဖြတ်ထုတ်တယ်ဖြတ်ထုတ်တဲ့နေရာမှာကက်စမဲလို့ရတဲ့ speed အခြေပဲအဲအဲ့ဒါကျွန်တော် live reaction လုပ်နေကျွန်တော် live reaction လုပ်တယ်အဲ live reaction လုပ်နေတဲ့အချိန်မှာကျွန်တော်ပြောရကက်စမဲကိုကန့်ကျင်နေပြီလို့ဟောကျွန်တော်ဆိုလက်ကန်ပါပဲ drop speed ပြဘာဘာကိစ္စဘလုံးပေးရမှာဟိုရှေ့မှာလုတ်နေတဲ့တမျိုးပါနော်ဒါပေမဲ့ကန်ကျွန်တော်ကက်စမဲလို့ရဲ့စိတ်ကိုကျွန်တော်သွားပေါက်တယ်သူကဒီကောင်ကန်မဲ့ကောင်အဲ့လိုမျိုးအဲ့လိုမျိုးဘလိုအလှပတဲ့ကန့်ချက်တွေကိုကန့်ကျင်နေတာအဲ့တော့ကန့်ကျင်နေတယ်ဒါပေမဲ့ဖြစ်ချင်တော့အမက်တွေလို့ပြီးဝင်လာသူမကန်လိုက်ရဘူးတစ်ချက် တစ်စက်တုံသွားဒါပေမဲ့အဲ့ဒီဟာကိုသူပြန်ပြီးတော့တည့်ပြီးပြန်ကန်သွားလူထိပြီးအရာဒီကိုထိပြီးကိုယ်ထဲဝင်သွားဒါဒုတိယကိုရခဲ့တယ်ပေါ့နော်ဆိုတော့ဒါကလည်း brazil ကနေပြီးတော့ကျွန်တော် counter press ကနေဘလုံးပြန်ရပြီးကိုရသွားတာပေါ့နော်အဲ့နောက်ထပ်တစ်ချက်အဲ့လိုဒီအမ်ဘူဘူနဲ့ဒီအာမက်ဒီယာလိုကက်စမီရိုသူတို့တိုင်မြင်ကိုက်ရွှေ့တဲ့ဟာတွေကဒီတစ်ဖက်ကဘောလုံးပြီးကိုကြက်သွားပြီးတော့ trap မိဒီထောင်းချောက်ထဲမိသွားသေးတယ်ဗျဒီမှာဆိုလဲဒီ side back ကဘောလုံးရတယ်အလေကိုပြန်ပေးတယ် အဲ့လိုပြန်ပြီးတော့အန်ဘူးဘူပဲအမအန်ဘူးဘူပဲဘယ်ညာပေးမှဆိုကြိုတိတော့ပြေးတယ်အမ CB ကကန်ထုတ်လိုက်ရတယ်သာသမီးဒီလိုဒီလိုလေးတွေရှိတယ်ပေါ့နော်ဒါကတော့ဒီဒီဘောကတော့ဒီပေးတဲ့ကိုကျွန်တော်ပြချင်တာဖြစ်တယ်လူရှော့ဘောလုံးရလာလဲကျွန်တော်3ဘတ်နဲ့အနေနဲ့ပဲဘောလုံးရလာတယ်အမကွန်ညာကွန်ညာကခေါင်းကဘယ်ဘက်ကိုလှည့်ကြည့်ပြီးတော့ဘူဖန်ဒက်စကနေအောင်စကန်နီလုပ်ပြီးသွားတယ်ဘူဖန်ဒက်ကသူ့ရဲ့ marketing ကိုသူဆွဲခေါ်လာတယ် okay အမလူရှော့ကကွန်ညာကိုဘောလုံးပေးတယ်အမကျွန်တော်ပြချင်တာဒီ side back က side back ကိုကတ်ထားတယ် အကွန်ညာရဲ့ကွန်ကွန်ညာရဲ့မာကီယန်နောက်မှာနည်းနည်းလှမ်းလှမ်းလေးကြံခဲ့တယ်ဗောနော်အဲ့တော့ဒီကျွန်တော်ပြကျင်တဲ့ဒီ side back ကိုပြကျင်တာ side back ကြောင့်အဲဒီ wing back dialog ကြောင့် side back ကအပြင်ကိုကွက်ထွက်သွားပြီသူတို့ dialog တို့အမတ်တို့ကလည်းတစ်ဖက်ကိုပြန်ပြီးတိုက်ဆက်ဆင်းတဲ့နေရာမှာတစ်ဖက်နောက်တန်းကိုသူတို့ပြန်ပင်ထားရတယ်ဗောနော်တစ်ဖက်နောက်တန်းကို area တွေကလည်းအပြင်ဆွဲထုတ်ထားတယ် white area ကြောင့်အလုပ်ထားရတယ်ဗောနော် width width ကိုကျဲထားရတယ်အကျဲဘောလုံးကိုကျဲလိုက်ရတယ်ကျဲလိုက်တော့အမှဒီဟာဒါ dialog ကအဲ့လိုကြောင့်အလိမ်မှာရောက်နေတာ ဲ့ဒါပေးလိုက်တော့ပေးလိုက်တော့ကိုညာကလက်တန်းနေလို့တန်းနေလို့ Blue Finance ဆို market မရှိသလောက်ဖြစ်သွားပြီ Blue Finance ကြီးပေါ်လုံးသွားတယ် Blue Finance ကတန်းနေလိုက်ကောင်းတယ် Napoli နဲ့တန်းနေလို့လည်းလွတ်သွားပြီလွတ်သွားတဲ့အချိန်မှာကျွန်တော်ခုနကပြောခြင်းတဲ့ Dalot Dalot ကြောင့်ဒီ site ဘက်ကအပြင်းရောက်နေတယ် Amat ကြောင့်လည်းအဲဒီပုံမှန်တော့ Amat ပါဘောနော် Amat ကအပြင်းပါအဲ့တော့ Amat ကြောင့်ထည့်မပြောတော့ဒီမှာ Center back တယောက်ကဟိုလိုက်ရတယ်ဒီဒီ Assess ကိုလိုက်ရတယ်ဒါကနံပါတ်5လိုက်ရတာဆိုတော့ခုနက ကျွန်တော်ဝိုင်းပြတာအဲ့ဒါ center back တယောက်ဖြစ်သွားပြီဟိုဟာမဟုတ်တော့ side back မဟုတ်တော့အဲ့တော့ဒီကောင်လေးအဲ့လိုဆွဲခေါ်သွားတယ်ပေါ့နော်ဆွဲခေါ်သွားတော့အပြင်ကိုကထွက်သွားတယ်ကထွက်သွားတော့ဒီလိုမျိုးဒီ Sasco အတွက်လမ်းကြောင်းရတယ် Sasco လမ်းကြောင်းကိုဒီ number 5ကလိုက်တယ်လိုက်တဲ့ချိန်မှာ Ambu ကလည်းအဲ့သူတို့နှစ်ယောက်ထွက်သွားလို့လွတ်သွားတယ် speed ကိုသူဝင်တယ် speed ကိုဝင်တယ်အဲ့မှာ speed ကဝင်ပြီးတော့သူအဲ့အလုံးမှာဆိုရင် Sasco ကန်ဝင်ရတယ်ဒါမှမကိုးခဲ့ဘူးကန်ချက်လွဲသွားတယ်ထိချက်လွဲသွားတယ်ဗျအဲ့လိုမျိုးလေးကိုးကိုးတင်တယ်ပေါ့နော် အဲဒါကတော့နောက်ထပ် successful ကံကွင်းရတဲ့အလုံး Ferrari ဘောလုံးရလာတယ်။ဒါပေမဲ့ဒီဟာမှာတော့သူတို့အနေနဲ့သူတို့လူအင်အားဗျာ။နည်းသွားပြီဘာလို့ဆိုတော့နောက်မှာနံပါတ်5လည်းကြံခဲ့သေးတယ်။ကိုယ်စမလည်းကြံခဲ့သေးတယ်။အဲ့ချိန်မှာ Ferrari ဘောလုံးရနေချိန်မှာဆိုတော့ Magian ကက်လာပူပူလွယ်သွားတယ်။ Ambu ဘောအနေနဲ့သူ့ကိုသူ့ဘောလုံးလည်းကြောင်ပိတ်ယုံမယ်။ဆိုတော့သူပေးစရာဆိုလို့ဟိုးက web page ကြီးလန့်ပေးပြီ။လန့်ပြီးဖို့ကြိုးစားတယ်။ဒါပေမဲ့အလဲမှာ successful ကြီးရှိတယ်။ successful ကထောက်ပြီးတော့ဘောလုံးကိုကိုယ်ပဲကံထည့်တယ်။အဲအလုံးကလည်းကိုးစင်းတယ်။အပိုင်တောင်းတယ်ဘလို့ကံကံများအပြင်းတာ မပြင်းတာထက်ကတောင်းတဲ့ကို easy scan ထည့်လို့ရတယ်တော့ class strike တယောက်နေတယ်ဒါသူအဲတိုးတက်လာမှာအရာပေါ့နော်အပွဲမှာသူအဲ့ဒီဟာလေးလို့ညံ့တယ်ဒါကတော့ now တချက်ဒုတတိယကိုတတိယကိုဆိုတော့ဒီ now ဒီ now ကနေပြီးဘောလုံးပေးလိုက်တယ် vaggy ပဲနဲ့သူပေးတယ်ပေးလိုက်တော့ဒီရှေ့မှာနံပါတ်1ကစောင့်နေတယ်ဒါပေမဲ့ဒီအလုံးကကျတော့သူကဗျလိုက်ရလာတာမဟုတ်ဘဲနဲ့ကောင်တာနဲ့ပြန်လာတဲ့အတွက်ကြောင့်လူရှော့နေတယ်အစင်းစင်းမဖြစ်ဘူးအဝေးပဲလူရှော့လိုက်တဲ့ဟုတ်အဲ့တော့လူရှော့နေနဲ့ပြေးထောက်တယ်ပြေးထောက်တော့ ဒါကနည်းနည်းဟိုတိုက်မိသွားပြီးတော့နောက်ကဘောလုံးကြုံထွက်လာအဲ့မှာဒလော့ကပပနဲ့နဲ့ပဲသူဘောလုံးရပြီးတော့ချက်ချင်းဆက်စကိုပေးတယ်ဆက်စကိုကနေပြီးတော့အန်ဘူးကိုပေးပြီးတော့ဒီလုံးအောင်လည်းတော့ကိုတကူရခဲ့တယ်ဗောနော်အန်ဘူးကိုအဲလုံးကန်တဲ့လုံးအောင်ကောင်းတယ်ညာဘက်ကိုရင်းဘယ်ဘက်ကိုရင်းပြီးတော့လွတ်လာတဲ့ပုံရတဲ့နေကန်သွားတာဒါဖော်မူလာပေါ့အဲ့တော့ကျွန်တော်ဒီဒါကတော့ဒီကျွန်တော်တို့ဒီ Brighton ရဲ့ဘေးတက်ကိုကျွန်တော် counter pressing နဲ့ဘယ်လိုကစားသွားလဲဆိုတော့ကျွန်တော်ပြောသွားတာဒါပေမဲ့ဖြစ်ချင်တော့ဒီဒီ loose shot ထွက်သွားတဲ့အချိန် ကက်စမဲကိုထွက်သွားတဲ့အချိန်၊ဥကာဒီဝင်လာတဲ့အချိန်၊ကွေမီတို့ဝင်လာတဲ့အချိန်စသဖြင့်အချိန်တွေမှာတော့ကျွန်တော်တို့အတင်းကပုံမှန်တိုင်းမကစားနိုင်ခဲ့တော့ဘူးကျွန်တော်တို့မှာ speed တွေလည်းများသွားဒါကက်စမဲကိုထွက်သွားတာအများအများကြီးတည်တာကက်စမဲကိုကြောင့်လို့ပဲထင်တယ်ကက်စမဲကဒီအတင်းရဲ့လုံးဝ control ဒီကွင်းလေလုံးဝထိန်းချုပ်နေရလို့တင်အဲ့ကက်စမဲကိုထွက်သွားချင်မှာကျွန်တော်တော်တော်ကြီးဟောဖြစ်ပြီးတော့ goal တွေလည်းပြန်ပေးရတယ်တစ်ဖက်ကလည်းဖိနေတဲ့အချိန်လေးပါတယ်ဆိုပေမဲ့ဗျာ3-0မှာဘလိုပဲနေနေ AC ထိန်းလို့ရတယ်ပေါ့ဒိုကူရဲ့အမှားတရဖြစ်ခဲ့တယ် တာမန်ကိုပြေးခဲ့ရတယ်အဲကိုပြန်ပြေးခဲ့တယ်နှစ်ခုပြန်ပြေးခဲ့ရတယ်အမ area present ဘယ်လောက်လိုအပ်လဲဆိုရင်ဒီ one ဒီ sasco လည်းမရှိတော့ဘူး gasmail လည်းမရှိတော့ကျွန်မတောင်းငံဘောင်းနေကိုတခုပြန်ပြေးခဲ့ရတယ်သာသဖြင့်ဆိုတော့ဒါမဲ့နောက်တော့ကျွန်တော်တို့ကိုပြန်ရခဲ့တယ်ကိုပြန်ရခဲ့ရတယ်ကျွန်တော်တို့ long through ကနေပြီးတော့ zasie ခေါင်းပေါ်ရတယ်အမပြန်ကြလာတယ်ပြန်ကြလာတယ်ကျွန်တော်တို့နောက်ကိုဘလုံးရောက်သွားတယ်ပေါ့နော်ဟိုနောက်တန်းရှင်းထုတ်လိုက်ရှင်းထုတ်တဲ့နောက်တော့ဘလုံးရောက်သွားတော့ heaven ရောက်တယ် heaven နေနဲ့သူက bruno တွမ်းမြင်တယ် တစ်ချက်ထိမ့်မယ်တစ်ချက်ထိမ့်မယ်ခါတန်းပေးတယ်ပေးရမှာပါဘာလို့ဆိုတော့သူဘုံထိမ့်ဒိန်းညာဖြစ်တယ်လေအဲ့မှာဘောလုံးသွားမဲ့လမ်းကြောင်းတော့ကျွန်တော်များပြထားတယ်ဘောလုံးကအဝေးဖုတ်ကပ်ရအောင်ဒူနဖန်ဒက်စ်နေတဲ့အဲဒီ heaven ship ဘောလုံးမြောက်ခင်မှာ scanning လုပ်နေဒါကတော့ professional တိုင်းအဲ့လိုပဲ scanning လုပ်တယ်ဗျဒါကကိုယ့်ရှိဘောလုံးမြောက်ခင်နဲ့သူတို့လိုမျိုးတော့ဒီ creator တွေကပို့ပြီးလုပ်ရတာပေါ့သူတို့တို့ပြီးကြည်ထားအဲ့ဒါမှလည်းပို့ပြီးလှပတဲ့ဘောလုံးတွေပေးခွင့်ရတယ်အဲကျွန်တော်လည်းအဲ့လေးကြိုက်တယ်အဲ့တော့သူသူကြိုးပြီးကြည်ထားတယ်အန်ပူပူနဲ့နဲ့ဖြတ်ပြေးတယ်နောက်ကနေပြီးတော့ ဖြတ်ပြေးဖို့သူက ready ဖြစ်နေပြီပေါ့နော်အန်ပူပူရဲ့ tell intelligent ကလည်းသူညံညံသေးရလေပြင်ရမှာကျွန်တော်ဆက်ပြောစရာရှိရောပေါ့နော်အဲ့တော့ပြီးရအဲ့တော့ brown fire ကအသားလေးဟပစ်လိုက်တယ်အန်ပူပူရှိဘောလုံးလမ်းကြောင်းသွားတယ်အန်ပူပူနေနဲ့ဒီဘောလုံးလာမယ်တော့သူသိတယ်အဲဒီမှာ brown fire ကအရင်ချီဖို့ကောင်းတယ်ဟုတ်တယ်သူအဲ့လိုမျိုးလုတ်ပြတတ်တယ်သူပဲရှိရ6လေးအသားလေးတုံလိုက်တုံလိုက်တော့ဖက်ကရှောင်ပြပြီးကြံခဲ့ရောဒါပေမဲ့နောက်တစ်ချီကျူးရမှာဒီအန်ပူပူပဲအန်ပူပူနေနဲ့ဒီဘောလုံးလာမယ်တော့သူသိတယ်ဒီဘောလုံး အရှင်ကလည်းအဝေးကြီးပဲဗျာဒီဘက်တောင်းမှာကျွန်တော်ကနပုံပါဆိုပြတယ်ဒီဘက်တောင်းအဝေးကြီးကိုသွားမဲ့ဘောလုံးအဲ့ဘောလုံးကိုအဲ့သူကန်လို့ရမနေရအဝေးအဲ့အဝေးကြီးသူ့ရဲ့ဒီ pickup speed ကကောင်းတော့ကြတော့တုံနဲ့ပြေးပြီးကန်သွင်းသွားတာအဲ့လုံးကတော်တော်ကြီးကိုကောင်းလဲကောင်းပြီးတော့အာဒီအဘူဘူရဲ့ဒီညာညာသေးကိုလည်းကျွန်တော်ဟောကြည့်ကြည့်တယ်ဗောနော်အဲ့တော့ကျွန်တော်အရင်တော့ဒီဒီဒီဗီဒီယိုမှာအံဘူဘူရောင်ပြောရတယ်တော်တော်များတယ်အံဘူဘူဘယ်လိုဘောလုံးကိုပရဇင်လိုင်းရောင်ပိတ်တတ်တယ်ဘယ်လိုနေရာကြီးတတ်တယ်ပြေးတတ်တယ်ဆိုတော့ဆိုတော့အံဘူဘူက တော့ loss ထိရတော့ဒီသူ confidence laser ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင်တော်တော်အားရဖို့ကောင်းတဲ့အလားအလာရှိတာပါဖြစ်တယ်ပြီးတော့ဒီဘက်မှာစက်ကြည့်မယ်ဆိုကိုညာကလည်းမင်းစမောင်းနဲ့မတူသောအကျိုးပေးတယ်မင်းစမောင်းပါနေတဲ့အချိန်မှာကစားပုံတစ်မျိုးဖြစ်ပြီးတော့ကိုညာပါတဲ့အချိန်မှာကစားပုံတစ်မျိုးဖြစ်တယ်အဲပြီးတော့ဒီကိုညာပါတဲ့အချိန်မှာတစ်ခုကတော့ဒီ flowing ကတော့ flow သွားတာတော့အရင်ကောင်းတယ်ပြီးတော့ ambu ဘောကိုညာကိုနောက်ကိုပြန်ပြီးကူပေးတာမျိုးလေးတွေအဲသဘောကျစိတ်ကြောင်ကောင်းတဲ့နောက်ကိုလိုက်ပေးတယ်ပြီးတော့ တို့နှစ်ယောက်ကဒီ flooring မှာတော့ဒီ Amadia လို့ပြော join မယ်ဆိုရင်ရှေ့တန်းမှာက Sasco Ambu ကို Konya Amadia လို့စသဖြင့်အတွဲလိုက်ကြီးဖြစ်ပြီး Blue Planet မှာဝင် join နိုင်မယ်ဆိုရင်ဒီ attacking phase ကတော့တော်တော်ကြီးအားရစရာကောင်းလာမှာရှိတယ်။ဒါပေမဲ့တစ်ဖက်အသင်းကဘလို့ကစားမလဲ။တစ်ဖက်အသင်းကကျွန်တော် counter press ပဲသွားမှာလားစသဖြင့်ဒါလေးတွေနောက်ပိုင်းစဉ်းစားရတော့ရှိတာပေါ့နော်။ဒါပေမဲ့ဒီဘက်မှာကျွန်တော်ပထမကူကတော့ counter press မဟုတ်ဘူးနဲ့တူပါတယ်ကျွန်တော်ဒီအိုင်းပဲဘောလုံးပေးနေရတာပေါ့နော်ဆိုတော့နောက်ဘက်ကတော့ကျွန်တော် Northern Forest တွေ Northern Forest ကလည်းပဲ နီးပြလည်းပြောင်းလဲထားတယ်ဒါပေမဲ့သူတို့ကစားပုံကလည်းဒီဘောလုံးကြိုင်ပြီးကစားတဲ့အသင်မဟုတ်တော့ကျွန်တော်တို့ဒီလိုကိုရိုကိုရီဖိရမယ်ဆိုရင်ဘယ်လိုကစားနိုင်မှာလဲဒီလိုဘရော့တွေကိုဘယ်လိုမျိုးထောက်ထားနိုင်မှာလဲဒါအရတော့ကျွန်တော်စောင့်ကြည့်ရမယ်အကြောင်းအရာတွေဖြစ်တယ်ဒါကတော့ဒီဒီဘွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတိထားမိတဲ့အရာလေးတွေကျွန်တော်အရာအချို့ပေါ့နော်အဲ့အရာလေးကိုကျွန်တော်ပြောသွားတာဖြစ်တယ်ကျွန်တော်ထပ်မြင်လဲထပ်ပြီးတော့ပြောအောင်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ဒီ Manchester United ကပြောရင်လည်းပတ်သက်ပြီးကျွန်တော်ပြောဖို့လေးရှိပေမဲ့ post ရထက်နေတော့ကျွန်တော်မပြောလိုက်မိဘူးဒါပေမဲ့ဒီတစ်ပတ်တော့ကျွန်တော်ထပ်ပြီးမြင်ရင်ဒါမှမဟုတ်ဒီ Monday Night Football character တို့ရဲ့အစီအစဉ်ကနေပြီးထူးခြားလေးတွေကျွန်တော်ထပ်ပြီး share လုပ်ပေးပါဦးမယ်ဒါကတော့ကျွန်တော်ကျွန်တော်မြင်နေကျွန်တော်အမြင်ဖြစ်ပါတယ် okay အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် video ရေသဘောကျတဲ့ like subscribe လုပ်ဖို့တောင်းဆိုပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye ပါ